အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆက်ယုံမှာတဲ့ပဲပြားဟင်းကျွေးပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ tofu ပေါ့နော် tofu ဟင်းကျွေးပါတယ်အဲပဲပြားဟင်းကို ကိုရီးယားမှာအဲ့ဒီတပတ်ကိုတစ်ချိန်လောက်အမြန်တိုင်းပါပါတယ်အဲပဲပြားမှာအဲ့ဒီအာနိသင်တွေအများကြီးရှိပါတယ်ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်ပဲပြားသူကနှလုံးကျန်းမာရေးရယ်ပြီးတော့အရိုးကျန်းမာရေးရယ်ပြီးတော့ကိုလေးချိန်တွေကိုသူကထိန်းချိန်ပေးပါတယ် အဲကြောင့်မလို့တို့ကိုရီးယားမှာဒီပဲပြောကိုတို့အမြဲတမ်းစားကြပါတယ်။အဒီဖေးကတော့အရွက်ပါအရွက်တုတ်ထားတာပါ။ဒီရွက်လေးကိုကျွန်တော်နာမည်ခေါ်လို့မတတ်ပါဘူး။တစ်ခါတလေကြာရင်ဒီရွက်ကိုသူကတန်ပြာယူနေတုတ်တာပါ။ခေါ်တော့သူကရိုးရိုးအဲဒီမြုပ်တီအဆက်လေးနဲ့တုတ်လာတာပါ။ ပြီးရင်ဒီဖက်ကတော့ kimchi ပါအဲ့ဒီကျွန်တော်တနင်္လာနေ့မှာကျွေးတဲ့ kimchi တွေဆိုရင်အရင်စောက်ခေါပါလေသူကအဲ့ဒီတောက်ကြနေဆိုရင် kimchi ကနည်းနည်းလေးနောသွားပါလေအဲ့ဒီတနင်္လာအိမ်ကဗုဒ္ဓဟူဆိုရင်အဲ့ဒီ kimchi ကအရင်စောက်ခေါပါလေ kimchi ကိုသမင်းပူပူလေးနဲ့စားရင်အရင်လိုက်ပါတယ်ကျွန်တော်တော့ kimchi ရန်ချိန်ပါတယ်ဒါတော့ဖက်ထုတ်ကြော်ပါဖက်ထုတ်ကြော်အခုလိုမျိုးအဲ့ဒီအယောင်လေးနည်းနည်း တန်းနေတဲ့ကောင်ဖိလို့ကြောကျွန်တော်စက်ယုံမှာကျွန်တော်တို့မကြွေးတာကြပါဘီနောက်တော့ဘက်တာနေပါအထဲမှာကျွန်တော်နည်းနည်းလေးခွဲပြပါမယ်ကြည်ကြည်ပါတော့ဘက်တော့သူအနေအဆက်ရတာတွေနဲ့လှုပ်ထားပါတယ်ပြီးရင်အစာတဲ့အရင်များပါတယ်အထဲမှာအဲ့တူအဲ့ဒီပက်အဲ့ဒီဖက်ထုတ်ကြွေးရနေဆိုရင်ရမ်းကြိုက်ပါတယ်ကြည်ကြည်ပါစာလေးတွေအရင်များပါတယ် ဖက်ထုတ်ထဲမှာဆိုရင်ခုကျွန်တော်ပြတဲ့အဲ့ဒီဖက်ထုတ်ကြောကအဲ့ဒီကျွန်တော်ဆဲဥမှာကြွေတာအကောင်းဆုံးပါပဲကျွန်တော်အဲ့ဒီလေးခုတော့ယူခဲ့ပါတယ်တခြားဖက်ထုတ်ကြော်တွေကဆဲဥမှာတခြားနေ့တွေကြွေတဲ့ဖက်ထုတ်ကြော်တွေဆိုရင်သူကအထဲမှာအစာနည်းနည်းပဲပါပါတယ်ဒါတော့အမေသားဟင်းချိုလေးပါတီးစုံဟင်းလေးပါသူကအဲ့ဒီဓာရင်ငေါ့ပါပါတယ် ပြီးအမန်သားလေးပါပါတယ်အရွက်ခတော့ကျွန်တော်နာမည်ခေါ်မတတ်ပါဘူးဒါဒါရင်ငေါပါကိုရီးယားမှာဒါရင်ငေါစီးကြည့်ပါတယ်ကျွန်တော်တို့အဲ့ဒီမတ်တူလိုစီတီမတ်လို့မှာကျွန်တော်ဈေးသွားကြည့်ရင်နည်းနည်းလေးတော့သူက1 5000လောက်ပေးရပါတယ်ဘန်5000ဆိုရင်မြန်မာငွေ1000ခွင်းလောက်ပေးရပါတယ်မဲသားဟင်းချိုတွေတောက်ချင်စရာလေးပါအဲ့ဒီဟင်းလေးအရန်တောက်ပါပါတယ်ဓမင်းနဲ့အရန်လိုက်ပါတယ်ကိုရီးယားမှာအဲ့ဒီဓမင်းစားရင် ဟင်းချုံမြဲတိုင်းပါပါတယ်ကြည့်ကြည့်ပါတောက်ချင်စရာလေးပါမြဲတိုင်းဟင်းချုံပါပါတယ်ကိုရီးယားမှာကျွန်တော်တို့အဲဒီသမင်းပူပူလေးရဲ့ဟင်းချုံပူပူလေးရဲ့စားတာအရင်ကြိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဆေးဥမှာအသားဟင်းကတော့ဟင်းချုံမှာပါပါတယ်